မင်္ဂလာပါရှင်ခិត្តတ Television Channel မှာသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဆလပီမုံရွာအခြေဆိုင်အနောက်မြောင်တိုင်းစစ်ဌာနချုပ်နောက်မခတ်တက်တို့ရှော့လိုက်တုံများဖြင့်တိုက်ခိုက်မှုသုံးလုံးကြောက်ရောက်ပောက်ကွဲတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နောက်မခတပ်အတွင်သို့ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာသုံးလုံးကြားရောက်ပေါက်ကွဲပြီးထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း Bravery for Myanmar PWN အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်။ရှမနီစွန်လာ14ရက်ည10:30မိနစ်ကမုံရွာမြို့အခြေဆိုင်အကြံဖက်စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်နောက်မခအတွင်သို့109မမရှော့တိုက်ဒုံးသုံးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာသုံးလုံးနောက်မခတပ်အတွင်ကြားရောက်ပေါက်ကွဲခဲ့ပြီးနောက်ဆက်တွဲထိခိုက်ပျက် စည်းမှုအခြေအနေကိုဆက်လက်ဆောင်ရွက်နေစေဖြစ်ကြောင်းနာမခတ်တပ်အတွင်းမှလည်းချက်ချင်းပြန်လည်ပြစ်ခတ်မှုရှိခဲ့ကြောင်းသိရပါတယ်။အကောင့်ကြီးကြီးတကောင်လာလို့အစည်းအဝေးလုပ်အပ်ပြီးစားပွဲတောက်ပွဲလုပ်တာကိုသိရလို့ပြစ်ခတ်တိုက်ခိုက်ခဲ့တာ။အဲ့ဒီစားပွဲတောက်ပွဲဘက်ကလည်းတက်လုံးကြတယ်လို့သိရပါတယ်။ နောက်ဆက်တွဲထိခိုက်သေးဆုံးပျက်စီးမှုအခြေအနေကတော့စုံစမ်းနေစေပါဟု February 4မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်အဆိုပါတိုက်ခိုက်မှုကို February 4မြန်မာ BWN အဖွဲ့ဦးဆောင်စီမံမှုဖြင့် Shadow မုံရွာအဖွဲ့ရွှေတရီဂန်မဟာမိတ်တပ်ရင်းနဲ့ Justice Brother Four အဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Mission ဖော်ဆောင်ခဲ့သောရဲဘော်များအားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါတီဇကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနှင့်ချင်းပြည်နယ်တို့ရှိလက်ယုံတပ်ဖွဲ့များကိုအ धिक အမိန့်ပေးကုတ်ကဲနေသောစစ်ဌာနချုပ်ဖြစ်ပြီး တော်လရေးအင်အားစုများစုကိုမိမျိုးစုံဖြင့်နှိမ်နင်းနေသောဌာနချုပ်ဖြစ်ကြောင်းယခုနောက်ပိုင်းတွင်စက်တက်လေဒီများထုံးများကိုလည်းနမခတွင်ပင်ဖိမအထိုင်ထား၍တော်လရေးအင်အားစုများသာမကပြည်သူလူထုကိုပါမိမျိုးစုံဖြင့်နှိမ့်ဆက်တက်ဖြတ်နေသောကြောင်း VWNE Mission 41အဖြစ်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါသည်။ထို့ပြင်နမခအတွင်ပျော်ပွဲရှင်ပွဲကျင်းပမည်ကိုကြားသိရသောကြောင်းစစ်ကောင်စီ၏အပေါင်းပါများအားမလုံခြုံသည့်ခန်းစားချက်နှင့်အမြဲတမ်းချိန်ချောက်ခံရသည့်ခန်းစားချက်ကိုရရှိစေရန်ကြီးရွယ်ပါ ကြောင့်ထပ်ဆင့်အတည်ပြုထားပါတယ်။မစ်ရှင်ဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှအကူအညီပေးကြသောနေမြေကန်တော်လန်ရေးအင်အားစုများကိုလည်း BWN အဖွဲ့မှအထူးကျေးဇူးတင်ရှိပါကြောင်း BWN နှင့်မဟာမိတ်တို့သည်စစ်ရှုံးကောင်စီ၏လေတပ်များနှင့်အကြီးစားစစ်ရေးပြင်မှတ်များကိုပြည်သူ့ကိုစားဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းပြောဆိုပါတယ်။တိုက်လီရင်မြေခတ်သွားတဲ့ပလဲတိုက်ပွဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းရင်းမာပင်ခရိုင်ထဲမှာပါတယ်လို့ ပုံတောင်ပုံညာတောင်တန်းဒေတာရောဒေတာတို့ ਨੇ နေမြေချင်းဆက်ဆက်နေတာမို့အချက်ချာကြတဲ့ပလဲမျိုးတွေမှာဇွန်လဆန်းကစပြီးတိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်အာဏာရှင်တော်လှန်ရေးအားကောင်းတဲ့အဲ့ဒီဒေတာမှာစစ်ကောင်စီတက်ဆွဲထားတဲ့နေရာတွေကိုတော်လှန်ရေးအင်အားစုတွေကဇွန်လဆန်းကစပြီးတိုက်ခိုက်နေပါတယ်။ပလဲမျိုးအပါအဝင်မြို့နယ်တွေကပြူစောတိရွာတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပေမဲ့ဒီတစ်ကြိမ်တိုက်ပွဲကနှစ်ပတ်ကြာတဲ့အတိုင်းပိုပြင်းထန်လာသလိုစစ်တပ်တိုက်လေရင်ပါမြေခရရတဲ့တိုက်ပွဲဖြစ်ပါတယ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်ပြီးဇွန်လ၂ရက်နေ့ကပလဲမြို့နယ်ကန်တောင်ရွာနယ်မြေရဲစခန်းကိုတိုက်ခိုက်နေတာပါ PLA ကကန်တောင်ရဲစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာအခြားတော်လှန်ရေးတပ်တွေကစစ်တပ်ရဲ့စစ်ကူလာတဲ့စစ်ကြောင်းတွေကိုဖျက်တောက်တိုက်ခိုက်နေတာပါကန်တောင်ရဲစခန်းဟာပလဲမြို့ကနေမကွေးတိုင်းကံကောမြို့ကိုသွားတဲ့လမ်းပိုင်းပေါ်မှာရှိပြီး ပလဲမျိုးနဲ့14မိုင်กว่าဝေးပါတယ်။အဲ့ဒီကျေးရွာကနေမြေရဲစက်ခန်းကိုစစ်ကောင်စီကတက်ဆွဲပြီးအခိုင်အမာပြုလုပ်ထားတဲ့စက်ခန်းဖြစ်ကအင်အားတရာခန့်ရှိနေတယ်လို့ PL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ရဲစက်ခန်းဟာကန်တော့ရွာရဲ့အရှေ့ဘက်မှာရှိတာပါ။ပလဲမျိုးနယ်တွေကပြူစောတိရွာတွေထဲမှာအချက်ကြာကြာလာတဲ့စက်ခန်းဖြစ်ပါတယ်။ကြပြင်ပလဲမျိုးနယ်ကနမေကြီးပြူစောတိရွာတွေဖြစ်တဲ့အင်မတီစီးပြူကုန်းရွာတွေနဲ့ ဖရီကန်ပုံတရှိပြီးဒီနယ်မြေကိုတော်လန်ရေးချက်တွေစုံမနိုင်ဖို့အရေးပါတဲ့စက္ကန့်ဖြစ်တယ်လို့နယ်မြေကျွမ်းကျင်သူတွေစီကသိရပါတယ်။ဒီရဲ့စက္ကန့်ကို PLA သားရခဲ့ရင်ပြူစော်တီကျေးရွာနှစ်ခုကိုစစ်တပ်ရဲ့ထောက်ပို့လမ်းကြောင်းဖြတ်တောက်နိုင်မှာပါ။ဒါပြင်ပလဲမြို့နယ်အနောက်ခြမ်းကိုတော်လန်ရေးတပ်တွေအပြည့်အဝစုံမနိုင်သွားမှာဖြစ်ပြီး ပလဲကံကောလမကိုအတိုင်းတာတစ်ခုထိထိန်းချုပ်သွားနိုင်မဲ့နည်းမြေစကန်ဖြစ်တယ်လို့သိရပါတယ်။ဒီစကန်ကို PLA တက်တွေဝင်ရောက်တိုက်ခိုက်ချိန်မှာစစ်ကောင်စီကအချိန်ရရနဲ့ချီပြီးကန်ထောင်ရွာပလဲကိုလေးချောင်းကနေဘုံကျဲခဲ့ပါတယ်။ကန်ထောင်ရွာပီးပလဲတွေကိုလေရင်နဲ့ဘုံတွေကျဲတယ်။ကန်ထောင်နဲ့အင်မတီပြူရွာကြားကိုလည်းဆက်တိုက်လေရင်နဲ့ဘုံကျဲတယ်လို့တော်လရင်တပ်ဖွဲ့ဝင်တအူးကပြောပါတယ်။ ခြားအပြင်အဲ့ဒီကျေးရွာတွေနဲ့၅ရွာလောက်ခြားတဲ့မင်းတိုင်ပင်ကျေးရွာကိုလည်းစစ်တပ်ကဖုံးကျဲခဲ့တာမို့ကျေးရွာစာတင်ကြောင်းပြက်စီးခဲ့ပြီးသက်ကြီးအမျိုးသားတအုပ်တည်ဆုံးခဲ့တယ်လို့သိရပါတယ် PDF ကောင်းဆောင်တွေကအဲ့ဒီရွာကိုအထိုင်ချပြီးကုတ်ခဲတယ်လို့သူတို့ထင်တာဖြစ်မယ်။တိုက်ပွဲဆဖြစ်ကြတဲ့ကမင်းတိုင်ပင်ကပြည်သူတွေလည်းဆစ်ဆောင်ကြပြီလို့ဒေသခံအမျိုးသားတအုပ်ကပြောပါရယ်။တိုက်ပွဲဖြစ်ပြီးလည်းအတွင်းစစ်တပ်က MI-17 နဲ့ခွနစီအထိ အင်မတီပြူစောတီရွာကိုစစ်အင်အားဖြည့်ခဲ့ပါတယ်။အခြား PDF တပ်ရင်းတွေကပြူစောတီရွာနဲ့ပလဲမျိုးပေါ်ကစစ်အင်အားထွက်လာနိုင်တဲ့လမ်းကြောင်းတွေကိုဖြတ်တောက်ရေးလုပ်ထားတယ်လို့သိရပါတယ်။ဇွန်လ9ရက်နေ့ကအင်မတီရွာကထွက်လာတဲ့စစ်ကြောင်းကိုတော်လရေးတပ်တွေကဖြတ်တောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား40လောက်သေဆုံးကစစ်တုံးပန်းနဲ့လက်နက်တွေရရှိခဲ့တယ်လို့သိရပါတယ်။ ဲ့ဒီနောက်တိုက်ပွဲတွေဟာပုံမှုပြင်းထန်လာခဲ့ပါတယ်။ဇွန်လ၁၀ရက်နေ့မှာတော့ NUG လက်အောက်ခံ PDF ခရိုင်တပ်ရင်းတွေပါကဖားနဲ့ပူးပေါင်းတပ်တွေဟာစီးပြူကုန်းရွာကပြူစော်တိစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ဇွန်လ၁၀ရက်နေ့မှာကန်တောင်ရဲစခန်းတိုက်ပွဲကိုလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့မကွေးလီတပ်ကတရုတ်နိုင်ငံထုံး F7 Jet Fighter တစ်စီးကို PLA ကဖြစ်ချနိုင်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီ Jet Fighter ဟာမင်းနိုင်ပင်ရွာရဲ့အရှိမျောက်ဘက်ကစပါးစေးရွာကိုကြာခဲ့ပြီးလေရင်ပေါင်းသူအပြင်လေရင်ပြတ်ကျစဉ်ဒေသခံပြည်သူ၄ဦးပါတိဆုံးခဲ့ပါတယ်။အစောပိုင်းမှာ PDF နဲ့ပကဖရီကလည်းစီးပြူကုန်းရွာကိုဘုံလာကျဲတဲ့တိုက်လေရင်ကို သူတို့လည်းပြစ်ချခဲ့တယ်လို့ထုတ်ပြန်ပါတယ်။နောက်ပိုင်းမှာတော့တိုက်လေရင်ဟာရွာသီဥရုဆိုးသွားပြီးပြတ်ကျတာလို့ထုတ်ပြန်ပါတယ်။စစ်ကောင်စီကတော့တိုက်လေရင်ဟာလေးချင်ပြန်တန်းရင်ဆက်ချိုရင်လို့ပြတ်ကျတယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာမေလတုန်းကလည်းဗမော်မှာရဟတ်ရင်တွေတိုက်ခိုက်ခံရပြီးပြတ်ကျတာကိုလည်းဆက်ချိုရင်ပြီးပြတ်ကျတာလို့ထုတ်ပြန်ခဲ့တာပါ။ဒါဟာအညာရဲ့စစ်ရေးအောင်မြင်မှုတွေကတက်ခုဖြစ်တယ်လို့ထွန်လိုင်းရေးရဲဘော်တွေက ပြောကြပါတယ်။တိုက်လေရင်ပြတ်ကျသွားတဲ့နေရာကိုအပြေးလွှာသွားကြည့်ခဲ့တဲ့ PDF ရဲဘော်တအုပ်က တိုက်ရတာတန်သွားပြီလို့ခေကျွေးပါတယ်။တိုက်လေရင်ဟာတရုတ်နိုင်ငံထုတ် F7 တိုက်လေရင်ဖြစ်ပြီးအပြည့်အစည်းတွေကြားတဲ့ကနေတရုတ်ထုတ်ကြီးစံတချို့တွေ့ရတယ်လို့ဒေသခံရဲဘော်တွေကပြောပါတယ်။ထေဆုံးသွားတဲ့လေရင်မှာဟာသူ့ရဲ့အုတ်ထုံးမှာဗုဒ္ဓဘာသာအယူအဆအရ BN ရဲ့ကင်းအောင်ဆိုပြီးစောင့်လေးရှိတဲ့24ပစ္စည်းခုံတော်ရုပ်ပုံကိုကတ်ထားတာမြင်တွေ့ရပါတယ်။ ဒါပြင်ဒီဖြစ်ရဟာအနာသိန်းစစ်ကောင်စီကောင်းဆောင်ပိုကြုံမှုကြီးမင်းအောင်လိုင်းရဲ့အရှိုက်တက်တဲ့ကိုထိုးနှက်နိုင်ခဲ့ပါတယ်။လူလူတော်လန်ရေးအားကောင်းတဲ့ဇကိုင်းတိုင်းကိုချေမချရဲတဲ့စစ်ကောင်စီကောင်းဆောင်ဟာလေးနှစ်အတွင်းမှာသုံးချိန်မြောက်ဇကိုင်းတိုင်းကိုရောက်နေတဲ့နေ့မှာပဲတော်လန်ရေးအင်အားစုတွေကတိုက်လေရင်ကိုပြစ်ချနိုင်ခဲ့တာပါ။ တိုက်လေရင်ကိုတော်လရေးပူပေါင်းတပ်တွေကပြစ်ချချိန်မှာစစ်ကောင်စီခေါင်းဆောင်နဲ့မိမဖြစ်သူဒေါ်ကျူကျူလာကစကိုင်းမြို့သို့ရောက်နေတာပါသူရောက်နေတော့ပလဲကလေရင်တရင်ကြတာပဲမူလအစီအစဉ်ကတော့ငလင်ဘေးတင်သူတွေနဲ့ထတ်တွေ့ဖို့ပဲဒါပေမဲ့မျက်စိမျက်နှာပြက်ပြီးပြန်သွားတယ်လို့စစ်ကောင်စီခေါင်းဆောင်တွားရောက်လေပဲခဲ့တဲ့စကိုင်းမြို့ကောင်းမှုတော်ဖရာဂောဘကအဖွဲ့နဲ့နှီးဆက်သူကပြောပါတယ် လက်နက်ကင်ခုကန်တော်လန်ရေးအားအကောင်ဆုံးဖြစ်တဲ့စကိုင်းတိုင်းကိုစစ်ကောင်စီကောင်ဆောင်က2021နောက်ပိုင်း2023မတ်လမှတစ်ချိန်ပြီးခဲ့တဲ့ဧပြီလ6ရက်မှတစ်ချိန်ဇွန်လ10ရက်မှတစ်ချိန်၄နှစ်အတွင်း၃ချိန်ပဲလာနိုင်ခဲ့တာပါ တိုက်လေရင်ဆုံးရှုံးခဲ့တယ်လို့မြေပြင်မှာပါအထိနာနေတဲ့စစ်ကောင်စီတပ်ဟာပလဲမြို့နယ်ကကြီးွာတွေကိုနေ့စဉ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။တိုက်ပွဲတွေမှာစစ်ကောင်စီအထိနာပြီးနောက်ဇွန်လ17ရက်နေ့ညပိုင်းမှာပလဲမြို့ပေါ်ကိုလေကြောင်းကနေစစ်ကူတွေအများပြပို့တယ်ဆိုတဲ့သတင်းတွေကြောင့်ညာရင်းချင်းဒေသခံတောင်းတဲ့ကြီးစစ်ပေးရှောင်နေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ကန်တော့စကမ်းမတိုက်ခင်ကလေးကဘေးပတ်ဝန်းကျင်ရွာတွေကိုဘေးလွတ်ရာတိမ်ရှောင်စီခဲ့တယ်လို့တိုက်ပွဲတွေဆက်ပြီးပြင်းထန်လာလို့စစ်ရှောင်ပြည်သူတွေပုံများလာခဲ့ပါတယ်။ ညကုံ၊ဆောင်းချန်းကုံ၊ကျွန်းပိုကုံ၊ကုတ်ကိုကုံ၊ဇေဒီယုံနဲ့ပလဲကန့်ကလမ်းပိုင်းထောင်ဘက်ချမ်းကကြေးရွာအလုံးကြီးပါထပ်မံစစ်ဆောင်နေရတယ်လို့ပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကလည်းသိရပါတယ်။ PLA ဥဆောင်တဲ့ပူပေါင်းတက်တွေကဇွန်လ12ရက်နေ့မှာကန်တောင်ရဲစခန်းကိုဝိုင်းပတ်ပိတ်ဆို့ထားနိုင်ပြီဖြစ်ပါတယ်။အခုတော့အဲ့ဒီစခန်းကိုဝိုင်းပိတ်ဆို့ထားပြီးရဲစခန်းဆိုပေမဲ့သူတို့ကအင်အားတွေထပ်ဖြည့်နေတာရောကရုတ်ချင်းတွေကအစတက်ပုံစံနဲ့အခိုင်အမာလုပ်ထားတဲ့စခန်းဖြစ်နေတာလို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ အဲ့ဒီစခန်းကိုစစ်ကောင်စီကပြူစောတိအားကောင်းရာအင်မတီကျေးရွာကတဆင်အင်အားတွေဖြည့်တင်းပို့နေတာကိုလည်း PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။လေရင်နဲ့အင်မတီကိုလာချတယ်။အင်မတီကနေစစ်ကြောင်းထုတ်ပြီးအင်အားတိုးနေတာလို့၎င်းကဆက်ပြောပါတယ်။လက်ရှိတိုက်ခိုက်နေတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတေဆုံးပြီးစစ်တုံးမှအချို့ဖမ်းဆီးရရှိထားကြောင်း တော်လရေးတပ်ဖွဲ့တွေစီကနေသိရပါတယ်။ဇွန်23ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ရှောင်ပြည်သူတွေကလည်းပြောပါတယ်။သတင်းသာမထုတ်ပြန်သေးတာမြေပြင်ရလက်တွေကောင်းတယ်လို့မြေပြင်ကပြည်သူကကွယ်ရေးရဲဘော်တအူကပြောပါတယ်။ PLA တက်အပါဝင် PDF တရင်တွေမှာသတင်းဖြေကြားခွင့်တွေပိတ်ထားပြီးတိုက်ပွဲပြီးမှသာထုတ်ပြန်သွားမယ်လို့ PLA တက်ရဲ့ပြောရေးဆိုခွင့်ရှိသူအပါဝင်ထွက်လန့်ရေးရဲဘော်တွေကပြောကြားထားပါတယ်